ခုပြောပြချင်တာကကျွန်တော်တို့မဟာဘုတ်ဖွားစာတာတွေထဲမှာတိုက်ဖွားလေးတွေအကြောင်းကျွန်တော်တစ်တင်တဲ့အချက်လေးတစ်ချက်တစ်ချက်လောက်တက်တော်နဲ့လည်းကျွန်တော်တို့အတူထွာလေးပြောလို့ရတဲ့အနေထားလောက်လေးပဲပြောမယ်အရှိကြီးတော့မပြောတော့အော်တိုက်ဖွားဘာလဲမသိဘူးဆိုရင်တော့ကျွန်တော်လည်းကိုယ့်ကိုဖိဖို့တွေအချုပ်နေရာမှာမဟာဘုတ်အတွက်နေဆိုပြီးကြီးကိုယ့်ကိုတွက်ကြည့်ပါဗျာနော်ကိုယ်ကဘာပွားလဲဆိုတာတော့တွက်ကြည့်လို့ရတယ်အခုဆို software တွေလည်းပေါ်နေတာပဲအဲ့တော့ကိုကိုတိုင်းကတိုက်ဖွားတယောက်ဖြစ်မယ်ဆိုရင်တတိထားရမယ့်အချက်လေးရှိလို့ပါ ဲ့တော့မိသည့်တိုက်ဖွားမဆိုပါတင်းငုံတွေတိုက်ဖွားပြတင်းလာတိုက်ဖွားအင်္ဂါတိုက်ဖွားပဲဖြစ်ရနော်မိသည့်တိုက်ဖွားမဆိုတိုက်ဖွားတွေရဲ့အားနေချက်ကဘာလဲဆိုတော့အချို့နေရာတွေမှာငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုအပိုင်းမှာအားနေချက်ရှိတယ်အကုန်လုံးကိုမဆိုလို့ရေဘူးကအားဖြစ်ပြောတာအဲ့တော့ဘလို့အားနေချက်ရှိနေတာလဲဆိုတော့တိုက်ဖွားတွေကသုံးဝမဲ့နေရာ ရင်းနှီးမြှုပ်နှံမဲ့နေရာတောင်ငါငွေထက်၃လိုင်းမှာငါလုပ်ငန်းကြီးလာမယ်ငါအတွက်အမျက်ပိုများမယ်ငါအတွက်ပို့ပြီးတော့အဆင်ပြေစေနိုင်တဲ့ဆိုတဲ့နေရာဒီမှာငွေမထည့်ဘူးအခြားနေရာဒီမှာငွေကိုသွားရင်းနှီးမြှုပ်နှံတယ်အဲကြောင့်တိုက်ဖွားတွေကစီးပွားရေးလုပ်လို့အောင်မြင်ပြီဆိုရင်အချို့နေရာတွေမှာအချိန်တစ်ခုပြန်ပေးပြီးမှသွားအောင်မြင်မှုကိုရတယ်လုပ်ငန်းတစ်ခုလုပ်လိုက်တယ်သူရကန်အကျိုးပြီးတော့ဟုံးနေတဲ့သူချမ်းသာရင်ချမ်းသာသွားမယ် နော်ဒါပေမဲ့ဒီလုပ်ငန်းကိုဘယ်လိုထက်ချက်မယ်ဘယ်လိုပွားမလဲဘယ်လိုလုပ်ငန်းမျိုးကထက်လုပ်မလဲဆိုပြီးတော့ငွေတွေအပူရှိရတာနဲ့ထက်လုပ်တော့မယ်ဆိုရင်တို့တွေကအဲ့မှာလွဲတယ်ဒီအလုပ်ကိုငါဒီနယ်ပယ်ငါဒီထဲမှာငွေထည့်ရမယ်အဲ့ဒါကိုငွေထက်မထည့်ပဲနဲ့ကိုနဲ့တိတ်ပြီးတော့ဟွာမဖြစ်တဲ့အလုပ်မှာသွားပြီးငွေသွားထည့်မိတယ်အဲ့တော့ကိုရှိတဲ့ငွေတွေကဘာဖြစ်တယ်ဆိုတော့ waste ဖြစ်တာပေါ့ဗျာအလေအလွင့်တွေများတော့အဲ့တော့အထုဆိုရင်တိုက်ဖွားတွေက ကက်စီမနေတဲ့နာကိုကက်စီနေတာကျွန်တော်တွေ့ဘူးလေကက်စီမနေတဲ့နာကိုအကုန်လုံးတိုက်ပွားတွေကက်စီနေတဲ့ချွေတာတွေမပြောဘူးနော်ကက်စီမနေတဲ့နဲ့နေရာမှာကက်စီနေတယ်အဲ့တော့တကယ်တကယ်လက်ဖွာပြီးဒီနေရာမှာငါဒီလိုပေးလိုက်ကမ်းလိုက်ရဒီလိုလုပ်လိုက်ရငါတို့အခွင့်အရေးရမယ်ဆိုတဲ့နေရာမှာလက်တော့သူလုပ်ငန်းပေါ့လုပ်ငန်းတစ်ခုလုပ်တယ်ဒီလုပ်ငန်းအတွက်လိုအပ်တယ်ကျွန်တော်ဂီယာတွေဝယ်ရမယ်အခုလို့ကျွန်တော်တို့ဗီဒီယိုရိုက်တယ်လို့ပေါ့ဖုန်းနဲ့ရရင်ဖုန်းကောင်းကောင်းလိုတယ်ဒါကတော့မိုက်ကောင်းကောင်းလိုမယ်လိုက်တင်ကောင်းကောင်းလိုမယ် အတန်စုနဲ့အတန်ချိန်နဲ့အခန်းလေးပါလေလိုမယ်စသဖြင့်စသဖြင့် editing ကောင်းကောင်းလုပ်တတ်ဖို့လိုမယ်ဒါရီယာကို့ဗီဒီယိုရိုက်ပြီးတော့အတန်မွေးတဲ့လူတယောက်အတွက်ဖြစ်ရမယ်ပစ္စည်းတွေဂီယာတွေအဲ့ဒါတွေဖြစ်ဖို့နေရာမှာတွားပြီးတော့အမ်လက်တော်နေဒါနဲ့ထမဲစားနေတာဒါကိုလက်တော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဖြစ်တဲ့အတွက်အချို့တိုက်ဖွားတွေမှာထင်သလောက်ရှိမရောက်တာတွေဖြစ်တတ်တယ်ဒါအပြင်တိုက်ဖွားတွေကလေကိုကိုတိုင်းတတိထားကြည့် လမ်းကြီးကရှင်းနေတာပဲဒီလမ်းကိုရှောက်ရင်ခြောက်မျိုးနေတဲ့လမ်းကြီးခင်းတာကွန်ကရစ်လမ်းနိုင်လုံကတ်တရလမ်းကြီးဒီလမ်းကြီးဖြောက်ဖြောက်သွားရင်အဆင်လဲပြေမယ်စီကုံလဲတက်တာမယ်ဒီခီးကိုမြန်မြန်ဆန်ဆန်နဲ့လဲရောက်မယ်အဲမဟုတ်ဘူးညာတိုက်ဖွားကြီးကတောလမ်းကပတ်သွားတယ်အခုပြောလိုက်ရင်ကျွန်တော်တို့ကဟိုမြင်မြင်မမြင်ပဲတိုက်ဖွားကြီးကိုကိုကိုသိလိမ့်မယ်အချို့နေရာတွေမှာအလွယ်လမ်းတကယ်လဲလွယ်တယ်ဒီလမ်းအဆင်လဲပြေတယ် အလွယ်လမ်းဆိုလို့မဟုတ်တာလုပ်တဲ့လမ်းလည်းမဟုတ်ဘူးတကယ်လည်းလွယ်တယ်အဆင်ပြေတဲ့လမ်းကိုမလိုက်ဘဲနဲ့ခက်ခဲတဲ့လမ်းကိုသွားရွေးမိတတ်တယ်ဒီလမ်းဒီလမ်းမှာငါဒီလိုရှောင်းရင်ဥကရဲ့သားနဲ့ခက်ခဲတဲ့ကြံ့ကြာတဲ့အလုပ်တွေကိုသွားပြီးတော့ရွေးတယ်ထားမတော့ကိုပိုင်စီးပွားရေးလုပ်ဖို့ရှိတယ်မိဘအလုပ်တွေလည်းအတက်မွေးမှုအလုပ်တွေရှိနေတယ်ဟိုဒီလုံးလုံးရင်လည်းအဆင်ပြေမယ်သိတယ်အဲ့ဒီလမ်းကြောင်းပေါ့အတားလေးတက်လျှောက်လိုက်ရောမဟုတ်ဘူးအစိုးရဝန်ထမ်းသွားလုပ်ရင်လုပ်တယ် အဲ့တော့ကို့အရှိမှာရေကန်အစ်စ်ကြာအစ်စ်ရှိနေတဲ့ဟာတွေကိုဖယ်ထုတ်ပြီးတော့ခက်ခဲတဲ့လမ်းကိုသွားယူရဲအဲ့တော့ပူကြတာပေါ့ဗျာဘဝအောင်မြင်ဖို့တခါကြရင်အဲဒီတိုက်ဖွားတွေကအလှမ်းကျယ်အလေလက် step by step လောက်ကမဲ့ plan A plan B plan C အစင်းစင်းလောက်သွားမဲ့ဟာကိုမလုပ်ဖဲနဲ့ခြေကောင်းကိုတစ်ထစ်ခွာကြော်နှစ်ထစ်ခွာကြော်အဲ့လိုခွာကြော်တဲ့လူတွေဖြစ်တတ်တယ်အဲ့တော့ကိုကိုတိုင်းကတိုက်ဖွားတရားကိုဖြစ်နေပြီဆိုရင် ကိုအဆင့်ကျော်ပြီးလုံးမိနေပြီလားလွယ်တဲ့လမ်းကိုခတ်တဲ့လမ်းကိုပို့ပြီးဦးစားပေးပြီးရွေးနေမိပြီလားကို့အနေနဲ့လှုပ်လိုက်တဲ့အလုပ်ကဒီနေရာမှာငါငွေရင်းနှီးနှုတ်နှံရမှာမှန်ရတာနဲ့ဘာလို့နှမျောနေတာလဲဒီနေရာမှာငါတုံးရမှာမှန်ရတာနဲ့အချို့နေရာတွေမှာဘာလို့သွားတုံးနေရလဲငါလက်မဖွာသင့်တဲ့နေရာမှာလက်ဖွာပြီးတော့နော်ကက်စီနေတဲ့နေရာမှာကြတော့ကက်စီနေရမယ့်ကိစ္စတွေမှာမနေဘူးအချို့နေရာတွေမှာတုံးဝမဲ့နေရာတွေမှာမတုံးမတုံးဝမဲ့နေရာတွေမှာတုံးမိနေတယ်။ဒါတွေကိုကိုယ့်ကိုပြန်စစ်ပြီးတော့ကျွန်တော်တို့ငါတို့ဘယ်လိုပြုတ်ပြရမလဲဆိုတာ အတုံးချလို့ရအောင်ကျွန်တော်ဒီနေရာမှာပြောပြတာဖြစ်ပါတယ်ဒါတိုက်ဖွားတာတာရှင်ခုနှစ်သားစီအားလုံးလမ်းမှန်ကိုရောက်ပြီးတော့ပို့ပြီးတော့အောင်မြင်မှုမြန်မြန်ဆန်ဆန်ရစေဖို့အထောက်ပံ့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနော်